ိုင်းရှော့စပီကိုဘုံတီးပြီးဘလို့အောင်ပွဲခံရမလဲဆိုတာတင်ကြားပေးခဲ့တဲ့ရော်နီရိုရဲ့ချစ်စရာအပြုမူမန်ချက်စတာယူနိုက်တက်ကံတွင်ခရစ်စတီယာနိုရော်နီရိုကတော့ဒီဘက်ကစားခေရရဲ့ sorry bro league ပွဲစဉ်မှာအမလို့အမရဖြစ်စရာတွေဂျင်းနက်စရာတွေနဲ့ခန်းစားချက်မျိုးစုံကြုံတွေ့ခဲ့ရပါတယ်ရော်နီရိုကပွဲကစားချိန်59မိနစ်မှာပင်ရီလွဲချော်ခဲ့တာဖြစ်ပါတယ်မကြသေးမီကပေါ်တူဂီအသင်းနဲ့ကဘာဘလာချေစစ်ပွဲစဉ်ဒီမှာလေပင်ရီလွဲချော်ထားခဲ့သေးတာကြောင့်ကိုးတထောင်ပြေးပန်းနိုင်တဲ့လက်တကန်းလို့ကိုရောက်ရမယ့်အခွင့်အရေးကိုဆုံးရှုံးသွားခဲ့ရတယ်လို့ ဆိုရမှာဖြစ်ပါတယ်။ဒါပေမဲ့ Tornado ကပင်တွေလွဲချော်ပြီးတော့ second 20အကြာပွဲကစားချိန်မိနစ်60မှာပဲပင်တွေ area ထိပ်ကနေပြန်ပြန်ကစားမှာ3ယောက်တားဆီးနေတဲ့ကြားကလလပပကန်တင်းယူသွားခဲ့ပါတယ်။တင်းကိုပြင် Tornado ရဲ့တပွဲလုံးဆွမ်းဆောင်ရီကိုခြုံကြည့်မယ်ဆိုရင်ကျင်းနေစရာကောင်းတယ်လို့ဆိုရမှာဖြစ်ပါတယ်။ Tornado ကပွဲကစားချိန်မိနစ်20မှာလည်းအားအသင့်စရာကောင်းလာတဲ့ဘောလုံးထိန်းချက်နဲ့အနီးကပ်ပိတ်သွင်းခဲ့ပေမဲ့ပြန်ပြန်ကစားမကဖမ်းယူခဲ့လို့သာကိုမရခဲ့တာဖြစ်ပါတယ်။ဒီပွဲမှာဒေါ်ရီယိုနဲ့ပတ်သက်ပြီးတော့ဂျီနိုစီယာကောင်းတဲ့ခိုက်တန်တစ်ခုကိုပွဲပြီးမှမြင်တွေ့ခဲ့ရပါတယ်။ ဒီပွဲကိုရော်နယ်ဒိုရဲ့ကြီးမားဆုံးပရိသတ်တဝုဖြစ်သူနာမည်ကျော် American Streamer ဖြစ်တဲ့ iShowSpeaker လည်းကွင်းထဲထိလာရောက်ကြည့်ရှုခဲ့ပါတယ်။ပွဲပြီးမှာတော့ iShowSpeaker ပရိသတ်တွေကြားတဲ့ drum ကြီးကင်ပြီးတော့ဘာလို့လို့ဘာကန်ရမှန်းမသိဖြစ်နေခဲ့ပါတယ်။အဲဒီနောက်ကိုရိုင်းရှေးရောက်နေတဲ့ရော်နယ်ဒိုကလည်းဒီလိုတီးရဲကွာလို့စီးချက်ညီညီလေးနဲ့လှုပ်ပြခဲ့တာပါ။အဲဒီနောက်မှာတော့ iShowSpeaker drum ကြီးတီးလိုက်ရော်နယ်ဒိုကလက်ခုပ်တီးလိုက်နဲ့ဟန်ကျဲညီညီအောင်ပွဲခံနေခဲ့ကြပါတယ်။